ဒီမေခွန်ကတော့တကယ်မေးတင်တဲ့မေခွန်ဖြစ်တယ်။သို့တော့ဖြည့်တဲ့လူကတော့ဖြည့်တင်တဲ့လောက်ပဲဖြည့်ပေးပါမယ်။အဲဘာဖြစ်လို့ဆိုတော့ UN အဖွဲ့အစည်းတွေရဲ့ဒီ protocol အရပေါ့။သူကအစိုးရနဲ့တရားဝင်လက်မှတ်ထိုးထားတယ်။ဒီနိုင်ငံကိုဝင်မယ်ဆိုရင်ဒီနိုင်ငံရဲ့ဥပဒေကိုလေးစားပြီးမှအဲဒါအတိအကျလိုက်နာရမယ်ဆိုတဲ့ protocol တွေရှိပါတယ်။ဒီအကန့်အသတ်တွေကြောင့် ဒီ UN အဖွဲ့အစည်းနဲ့တခြား INGO တွေမှာဒါဒါခီးသွောဖို့အတွက်အပါမိတ်တွေလျှောက်ရတယ်ပြီးမှတခုခုကိုပို့မယ်ဆိုရင်လည်းပဲသူတို့မျက်စိအောက်ကနေတရားဝင်လှုပ်ဆောင်ရတယ်ဒီလိုမျိုး formal လှုပ်ဆောင်ချက်တွေကတကယ်မြေပြင်မှာလိုအပ်နေတဲ့အခြေအနေတွေနဲ့လုံးဝကိုက်ညီမှုမရှိပါဘူးအဲသူတို့ကတော့ဒီတော်လန်ရေးနဲ့ပဋိပက္ခတွေကိုအကြောင်းပြပြီးမှအာဒီလူထုတစ်ခုလုံးကိုအဲတိမ့်ကြုံပြီးပြစ်ဒဏ်ပေးတဲ့ပုံစံမျိုးကိုသူတို့လုပ်နေတာဖြစ်တယ် အမြန်မာပြည်တပြေလုံးကိုလည်းအပိတ်ဆို့ပြီးမှဒါအညာဒေသတွေရောတခြားဒီကချင်ဖက်တွေမှာရောအများကြီးပေါ့အာဒါမျိုးပိတ်ဆို့ထားတာတွေကရှိတယ်သို့သော်သူတို့မှာကတော့နေဆက်ကနေထိုင်လျောက်ရနေကြတယ်အရင်ခိုင်ဖက်မှာကြတော့ရေချောင်းရောအကုန်လုံးကိုပိတ်လိုက်တဲ့အချိန်မှာတော်တော်လေးကိုခက်ခဲကြပါတယ်ငကိုကလေးကလည်းဆင်းရဲစီပေါ်ရဲ့နှိမ့်ပါတဲ့ဒေသတွေဖြစ်တယ်အဲဒီထဲမှာ ဒီ UN အဖွဲ့အစည်းတွေကကျွန်တော်တို့လည်းသူတို့ကို reach out လုပ်တာပေါ့အဲစကားတွေပြောတဲ့ချိန်မှာအဲနေပြည်တော်ရန်ကုန်တွေမှာရုံးဖွင့်ထားတဲ့အဖွဲ့အစည်းတွေကအဲသူ့ရဲ့သဘောတူညီချက်တွေကိုကြော်ပြီးမှမလုပ်ရဲမကန်ရဲဖြစ်နေတာပေါ့ဒါကြောင့်ကျွန်တော်တို့ကသူတို့ကိုလည်းအကြံပေးတဲ့ဟာတွေရှိပါတယ်မင်းတို့ရဲ့ဒီ formality တွေပေါ့အဲအဲ့ဒါတွေကိုလိုက်နေမယ်ဆိုရင် တကယ်မြေပြင်မှာဖြစ်နေတဲ့ဟာတွေကအကုန်လုံးပေါ်မှန်တယ်မဟုတ်ဘူးအချင်းနေအစဉ်ပြင်ပြည်သူလူနီးလန်းတွေရှာပြီးမှလက်တွေ့ကြတဲ့ထိရောက်တဲ့အကူအညီကိုပေးဖို့အတွက်စဉ်းစားသင့်တယ်ဒါမှလည်းပဲဒါအာတကယ်လက်တွေ့ကြတဲ့ထိရောက်တဲ့အကူအညီတွေဖြစ်လာလိမ့်မယ်ကျွန်တော်တို့ဘက်ကတော့ဒီလူမျိုးမခွဲပါတာမခွဲဘဲနဲ့ဒီညတာတဲ့အကူအညီဖြန့်ဖြူးမှုတွေကိုလှုပ်ဆောင်ဖို့အဆင်သင့်ရှိတယ်ဆိုတဲ့ position ကိုလည်းကျွန်တော်တို့ပြောပြတယ်ပြီးမှဒီရခိုင်ဘက်မှာ ဒီလူမျိုးရေးဘာသာရေးပဋိပက္ခတွေကအများကြီးရှိတာပေါ့အဲအဲ့ဒီထဲမှာ level ဘဝဓာဖြတ်နေတဲ့ဟာတွေတော့အများကြီးပေါ့တိုးတော် level ကျွန်တော်တို့ထိန်းချုပ်တဲ့နေနေတွေမှာဒီလူမျိုးရေးဘာသာရေးပဋိပက္ခတွေဘာမှမရှိဘဲနဲ့မြန်မာစစ်တပ်ရှိတဲ့နေရာမှာပဲဒီပဋိပက္ခတွေမိတောက်နေတယ်ဆိုတဲ့ဟာကိုထောက်ပြပြီးမှကျွန်တော်တို့ဟာနှိမ့်နှက်ချီပြီးမှအလုံးနဲ့တက်တည်ပြခဲ့ပြီးဖြစ်တယ် နောက်ဒီဒေသတွေကိုလည်းကျွန်တော်တို့ထိန်းချုပ်လာတာနဲ့အများပို့ပြီးမှတည်ညီအောင်ကြိုးစားပြီးမျှတတဲ့အကူအညီတွေကိုပူးပေါင်းဆောင်ရွက်တော့ဖြစ်တယ်ဆိုတဲ့ဟာတွေကတော့ကျွန်တော်တို့အမြဲတမ်းပြောနေပါတယ်။